ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့16ရက်နေ့မှာပြောင်းလဲတော့မယ် Fragment Shot ရဲ့ Hero နဲ့ Skin လေးတွေကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုရင် Video လေးကိုဆုံးထိကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe မလုပ်ထားသေးဘူးဆိုရင် Subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ Video လေးကိုစလိုက်ကြရအောင်ရမအောင်အနေနဲ့ပြန်အောင်ကတ်နဲ့ဝယ်လို့ရမယ်စီစဉ်စကင်လေးကိုအရင်ဆုံးစပြီးတော့ပြောလိုက်ကြရအောင် ပြန်အောင်ကနဲ့ဝယ်ယူရမယ်စီဇန်စကင်နေတဲ့ကိုဇွန်လ19ရက်နေ့ကျရင်ကျွန်တော်တို့ Alice ရဲ့စီဇန်29စကင်ကရရှိလာတော့မှာဖြစ်ပါတယ်အဲ့တော့ဒီစကင်ကတော့တိတ်ပြီးတော့ထွေထွေတူတူတော့မဟုတ်ဘူးဘရိုအနေနဲ့လည်းစိတ်ဝင်စားမှာမဟုတ်ဘူးအဲ့တော့နောက်တစ်ခုကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်နောက်တစ်ခုအနေနဲ့ကတော့လိန်မော်ယောင်ကနဲ့ဝယ်လို့ရမယ် hero တွေကိုဆက်ပြီးတော့ပြပြပြသားမှာဖြစ်ပါတယ်လိန်မော်ယောင်ကနဲ့ဝယ်လို့ရမယ် hero တွေကတော့ဇွန်လ19ရက်နေ့ကျရင်အကောင်လုံးကြီးပါပြောင်းလဲသွားမယ် ဲ့ဒီပြောင်းလဲသွားတဲ့နေရာမှာမှအသေးရောက်ရှိလာမယ်ဟီးရိုးတွေကတော့ Roger, Isia, Isbau, Johan, Natalia, Laoyi, Khadija, Hanabi, Chao, Badan, Vala, Povies, Nathan, Change, Wonwon, Alo စတဲ့ဟီးရိုးတွေပဲဖြစ်ပါတယ်ဒီဟီးရိုးတွေကတော့ဇွန်လ19ရက်နေ့ကျရင်လိမ္မော်ကက်နဲ့ဝယ်ယူလို့ရမယ်ဟီးရိုးတွေပဲဖြစ်ပါတယ် အဲအကယ်၍ဘရိုကဒီဟီးရိုးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့လိမ္မော်ယံကတ်တွေကိုကြိုပြီးတော့စုရကြဖို့တော့ကိုပြောချင်ပါတယ်။ဒါမှမဟုတ်ဘရိုကအခုရှိနေတဲ့လိမ္မော်ယံကတ်နဲ့ဝယ်လို့ရတဲ့ဟီးရိုးတွေကိုဝယ်ခြင်းနဲ့ဆိုရင်တော့ဇွန်လ16ရက်နေ့မတိုင်ခင်မှာဝယ်ရကြဖို့တော့ကိုပြောချင်ပါတယ်။ဇွန်လ16ရက်နေ့နှစ်နာရီခွဲပြီဆိုတာနဲ့ဒီဟီးရိုးတွေကပြောင်းလဲသွားတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ကိုလိုချင်တဲ့ဟီးရိုးတွေကိုကြိုပြီးတော့ဝယ်ရကြဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့နောက်တစ်ခုအနေနဲ့ပန်းရောင်ကန်နဲ့ဝယ်လို့ရမယ့် skin တွေကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်။ ပန်းအောင်ကန်းနဲ့ဝယ်ယူလို့ရမယ့်စကင်တွေကတော့အပြောင်းလဲ၅កောင်ရှိသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဘယ်កောင်တွေကဝယ်ယူလို့မရမယ့်စကင်တွေဖြစ်သွားမလဲ။ဘယ်កောင်တွေကဝယ်ယူလို့ရမယ့်စကင်တွေဖြစ်လာမလဲဆိုတော့ဆက်ပြီးတော့ပြောလိုက်ကြရအောင်။အဲ့တော့ပန်းအောင်ကန်းနဲ့ဝယ်လို့မရတော့မယ့်စကင်တွေကတော့ Martis Cycle Law ကလင်းအကိုင်းနဲ့ဝန်ဝန်တို့ပဲဖြစ်ပါတယ်။ဒီ၅កောင်အောင်ဆိုရင်တော့ဇွန်လ16ရက်နေ့ဆိုတာနဲ့အဲရှော့ထဲမှာလုံးဝဝယ်လို့မရတော့မယ့်စကင်တွေပဲဖြစ်ပါတယ်။အဲ့တော့ bro အနေနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ အဲဇွန်လ19ရက်နေ့မတိုင်ခင်မှာဝယ်ယူထားဖို့အတွက်ကို ပြောချင်ပါတယ်အဲ့တော့ဝယ်ယူလို့ရမယ့်စကင်လေးတွေကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်အဲ့တော့ဇွန်လ19ရက်နေ့မှာပန်းအောင်ကန်နဲ့ဝယ်ယူနိုင်မယ့်စကင်တွေကတော့ Karina, Natalia, Freya, Harley နဲ့ Essential တော့ပဲဖြစ်ပါတယ်ဒီ၅ကောင်ကဆိုရင်တော့ဇွန်လ19ရက်နေ့ညနေ2နာရီခွဲပြီဆိုတာနဲ့အဲရှော့ထဲမှာပြောင်းလဲသွားမဲ့ပန်းအောင်ကန်နဲ့ဝယ်ယူလို့ရမယ့်စကင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ဒီ၅ကောင်ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ ဘယ်ကောင်မှမဝယ်ပဲနဲ့ပန်းရောင်ကတ်တွေကိုအခုရေကစူရာဖို့အတွက်ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ဒီနေ့ပြပြပေးသားတဲ့အကြောင်းအရာလေးကတော့ဇွန်လ19ရက်နေ့မှာဝယ်ယူလို့ရမယ်။ဟီးရိုးတွေစကင်တွေရဲ့အကြောင်းလေးကိုပြောပြပေးသားတာပဲဖြစ်ပါတယ်။အဲ့တော့နောက်လည်းဒီလိုမျိုးအကြောင်းအရာလေးကိုပြပြပေးဖို့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အတွက်ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ video လေးကတော့ဒီလိုတော့ဒီတော့ပါပဲ။စောင့်ကြည့်ပေးတဲ့ကြောက်ချင်းကြိုင်ကိုကျေးဇူးတင်ပါတယ်။နောက် video တွေမှာဆက်လက်ဆောင်ရွက်ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။